ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာပထမဆုံးမိဘပြည်သူများကိုကျွန်မသတင်းချက်လက်လေးပေးချင်တာလားရှုံမျိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်လားရှုံမျိုးအခုချိန်မှာဆိုရင်စင်ပေါ်ရောက်နေတဲ့မင်းသမီးလေးတယောက်လိုပဲလူအလုံးရဲ့အာယုံစိုက်မှုခံရရတဲ့အနေအထားလေးပေါ့လားရှုံမျိုးပါဖြစ်နေတဲ့ညာဖြစ်နေတဲ့စသဖြင့်သိချင်နေကြတာပေါ့နော်ဒီတော့ဒီနေ့မှာပထမဆုံးထူးခြားတာကတော့လားရှုံမျိုးမှာမနက်ပိုင်းမှာပေါ့နော် လာရှုံမြို့မြို့တော်ခန်းမရှိရအဝိုင်းပတ်မှာစိုက်ထူထားတဲ့ကိုကန့်အဖွဲ့စည်းနဲ့ဆက်နွယ်တဲ့အလံလေးကိုဖြုတ်ချသွားတယ်ဆိုတဲ့သတင်းလေးတက်လာပါရဲ့ရှင်။ဒါဒီတော့ဒီအလံလေးဖြုတ်ချသွားတဲ့အပေါ်မှာယူဆချက်တရားမြင်ပြရှိရပါတော့။ဟို MNDA အနေနဲ့လုံးဝကိုစုပ်ခွာရတော့မှဖြစ်တဲ့အတွက်ဖြုတ်ချသွားတယ်။တချို့ကြောင့်လည်းဒီအလံကဖြုတ်လိုက်ပြန်တင်လိုက်လောက်တာကထူးခြားတဲ့ကိစ္စမဟုတ်ဘူးဆိုပြောကြတာပေါ့။ယူဆချက်တွေမြင်ပြရှိရပါရှင်။ဒါပေမဲ့အခုဒီနေ့လည်းအတိတော့အလံပြန်လာတင်တာလည်းမရှိရတဲ့အတွက် သူတို့ဆုတ်ခွာမှုအတွက်ကိုအလှန်နေဖြုတ်သိမ်းသွားတယ်ဆိုတဲ့ပုံစံမျိုးတော့သိရပါရှင့်။နောက်ရှိမျိုးထဲမှာတော့လူတွေပုံမှန်သွားလာလဲပတ်နေပြီးတော့အေဂျင့်မှုတွေကရှိနေပါရှင့်။အေဂျင့်ဆိုတာရှိနေရပေါ့နော်။ဘာမှထူးခြားတဲ့ဖြစ်စံတော့မရှိသေးပါဘူးရှင့်။လာရှုမျိုးတွေမှာနောက်ထပ်ဖြစ်နေတာတခုကတော့ဒီ MND ရဲ့နေပြီးတော့တင်ပိုက်ထားတဲ့ထောက်ပို့တဲ့6.6တက်ဆိုတာရှိပါရှင့်အဲ့ဒီတက်မှာဆိုရင်တဲ့ဒီလာရှုကဒီ MND ရဲ့အဖွဲ့တွေကပေါ့နော်19ရက်နေ့နေ့လယ်ပိုင်းလောက်ကနေစပြီးတော့အဲ့ဒီတက်ကိုခွင့်ချလိုက်တယ်ရှင့် အဲ့ဒီလိုဖွင့်ချလိုက်တဲ့အခါမှာဘလို့ဖွင့်ချလဲဆိုတော့ तू ကပထမ तू ကအိုက်တက်ထဲမှာနေရာယူထားကြတာပေါ့နော်ပြီးတော့တက်ကိုဖွင့်ချလိုက်ပြီးတော့ဒီတက်ထဲမှာရှိနေပစ္စည်းအားလုံးကိုဘယ်သူမှမစုံဝင်ရောက်ပြီးတော့ယူငင်နိုင်တယ်ဆိုတော့ပုံစံမျိုးနဲ့ဖွင့်ချသွားခဲ့တာရှင့်ဒီတော့လာရှုံမြို့ထဲမှာရှိရဲ့အချို့ပြည်သူတွေအားဆိုရင်ဒီ66ထောက်ပို့တက်ထဲမှာရှိရဲ့ပစ္စည်းတွေကိုကားတွေနဲ့ရောစိုက်ကယ်တွေနဲ့ရောဝင်ရောက်ပြီးတော့ယူငင်နေကြတာကိုမြင်တွေ့ရတယ်လို့သိရပါတယ်ရှင့်မသိလို့ရှိရင်ပေါ်ရောင်ကြီးဖြစ်နေတဲ့အတိုင်းပဲတဲ့ဟိုတက်ထဲမှာရှိရဲ့ပစ္စည်းတွေကိုအလကားကိုဝင်ယူနေကြတာပေါ့နော် ဒီတက်ဟာဆိုရင်တက်မှာနေထိုင်တဲ့ပြည်သူတွေပြန်လာတဲ့အချိန်ကြလို့ရှင်တက်မိသားစုတွေပြန်လာတဲ့အချိန်ကြလို့ရှင်အခွန်မဲကြံမှာတော့တေးကြပါရှင့်ဒါပြင်ရောအစာအုပ်တွေလည်းပြည့်စုံမှုတွေနဲ့အစာအနေပြန်ပြီးတော့အသက်ပြန်လဲတည်ဆောက်ရမယ်တက်ဖြစ်တာကျွန်တော်တို့မြင်ပါရရှင့်ဒီလိုလှုပ်ဆောင်ချက်တွေကို MNDA လှုပ်ဆောင်နေဆိုတော့ဘာကြောင့်လဲဆိုပြီးတော့လဲဒေတာကန်ပြည်သူအချို့ကစဉ်းစားတွေးခေါ်နေကြတာပေါ့နော်ဘာကြောင့်လဲဆိုတော့အရင်ကတော့ဒီတက်မှာရှိတဲ့ပစ္စည်းတွေကို MNDA ကသူတို့ပဲယူတာ ကြည်သူတွေဝင်ခွင့်မပြုဘူးပေါ့နော်တက်မှာရှိရဲ့တချို့ဆိုဒီချို့တက်တယ်ဆိုလက်နဲ့အချို့ပါကြံခဲ့တဲ့တက်တွေရှိရဲ့အဲ့ဒီဟာတွေပါထုတ်ယူပြီးတော့သူတို့ယူဆောင်နေတဲ့ရုပ်သံဖိုင်တွေ online မှာဆိုကျွန်တော်အမြင်နဲ့တွေ့ရပေါ့နော်အခုကကြာသူတို့ယူလာတဲ့အားမရပဲနဲ့ပြည်သူတွေပါယူခိုင်းနေဆိုတော့တခိုးကြံရပါဖြစ်နေပြည်သူတွေဆွတ်ထက်သွားတယ်လို့ပဲကျွန်မမြင်နေရှင်တိလားဟိုတက်မှာရှိတဲ့ပစ္စည်းတွေခိုးတဲ့သူဘယ်သူလဲလို့ခုချိန်မှာမေးလိုက်မယ်ဆိုရင် MNDA တခုလည်းမဟုတ်တော့ဘူးလေလာရှုံမျိုးကပြည်သူအချုပ်ပါပါဝင်ပတ်သက်နေတဲ့အတွက်တက်ကလည်းလောကကံအခက်တဲ့ကိစ္စအများကြီးဖြစ်လာမှာရှင်တိလား ဇလန်းတွေအဲ့လိုချိုးသွားတာပေါ့နော် MD ကလာရှုံမျိုးရယူသွားတဲ့အချိန်မှာအမှုတွေကလည်းအများကြီးပဲဖြစ်သွားပြီးဒါတွေကိုလည်းနောက်ကရောက်လာတဲ့တက်မတော်ကဖြေရှင်းရအောင်ပါပေါ့နော်အဲ့တော့လာရှုံမျိုးဟာဆိုရင်ပြန်သာရလိုက်တယ်ဆိုရင်ပဲတကယ့်ကိုရှုပ်ထွေးပွေလီတော့အမှုပေါင်းများများစွာနဲ့ပေါ့နော်အဲ့လိုမျိုးမျိုးကြီးတစ်ခုပြန်ရလိုက်တာဖြစ်တဲ့အတွက်အုတ်ချုပ်ရေးပိုင်းဆိုင်ရာမှာတော့တော်တော်ကိုသတိကြီးကြီးထားပြီးတော့လှုပ်ဆောင်မယ်လို့ထင်ပါတယ်ရှင့်ဒါပြင် MND ရဆိုရင်စုတ်ခွာဖို့အတွက်ကိုအခုစီဇန်နေရဲ့ပုံစံမျိုးမြင်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့မြို့ထဲမှာ သတင်းပေးတွေကိုသူခြံထားခဲ့တယ်တဲ့သူကလေသတင်းပေးတွေကိုသူအပိုင်စားနဲ့နေနေပေးပြီးခြံထားခဲ့တယ်ပေါ့နော်သူတို့စီကိုပြန်ပြီးတော့သတင်းရောင်းစားမဲ့သူတွေပေါ့အဲ့ဒီလူတွေကသူကဘယ်လိုလဲဆိုတော့လာစာနဲ့ပေးပြီးတော့ခြံခဲ့တဲ့သူတောင်ရှိရလို့သိရရှင့်လာစာအောင်မှငွေအမြောက်များပေးတယ်ပေါ့နော်သိန်း90ရာနေပြီးတော့သိန်း100 200ထိပေးထားတဲ့သူတွေရှိရအဲ့ဒီလူတွေက double agent ပုံစံမျိုးတွေဖြစ်လာပြီးရဲ့အခါမှာ လာရှိုးမျိုးတွေကတင်းတွေကို MNDAC ကိုပေးအောင်မှာဖြစ်တယ်လို့မျိုးအခြားအဖွဲ့စီတွေစီကိုလည်းရောင်းစားတဲ့ကိစ္စဖြစ်နိုင်ပါရှင့်ဒါကိုလည်းတက်မတော်သားတွေကအထူးသတိပြုတင်တယ်လို့ထင်ပါတယ်နောက်ထပ်လာရှိုးမျိုးနဲ့ပတ်သက်ပြီးတော့အထူးသိတဲ့နဲ့သိကျင်နေတဲ့ကိစ္စတခုကတော့လာရှိုးကျင်းအောင်နဲ့မှဖန်ဆီးခံရတဲ့တက်မတော်သားတွေကိစ္စဖြစ်ပါတယ်ဒီကိစ္စကလည်းတင်းမျိုးစုံထွက်ပေါ်နေပါရှင့် တက်လော်သားတွေကိုပြန်လဲပြီးတော့အခမ်းအနားနဲ့လွှတ်အပ်မယ်ဆိုပြီးတော့ပြောထားတာလည်းရှိရပါတော့။အဲ့ဒီကဆင်နကာဟိုတယ်ဆိုလားမသိဘူး။အဲ့ဆင်နကာဟိုတယ်မှာပြန်ပြီးတော့အခမ်းအနားနဲ့ပြန်ပေးမယ်ဆိုပြီးတော့ပြောထားလည်းရှိရပါတော့။တချို့သတင်းရင်းမြစ်တွေကြတော့တက်မလော်သားတွေကိုသူတို့ဆုတ်ခွာသွားတဲ့နေရာစီကိုကားတွေနဲ့တင်ပြီးခေါ်ဆောင်သွားတယ်ဆိုပြီးတော့လည်းပြောထားပါတယ်။ဘယ်ဘက်ကမှလည်းသတင်းသိကြမထုတ်ပြန်ထားတဲ့အတွက်ကျွန်တော်တို့သတင်းတွေကိုတီးပြဖို့တော့အမှန်တခက်ခဲနေပါရှင့်။ဒါပေမဲ့တက်မီသားစုတွေကတော့လာရှုပ်မြို့မှာဖမ်းဆီးခံထားရတဲ့တက်မလော်သားတွေပြန်လည်လွတ်မြောက်လာဖို့အတွက်ကိုအထူးကိုမျှော်လင့်နေကြပါရှင့်။ဒါကြောင့်တက်မလော်အနေနဲ့ကလာရှုပ်မြို့ကိုပြန်လည်ရရှိပြီးပြီဆိုရင်တော့ ထမဆုံးစ조사ရမှာကမြမတက်မတော်သားတွေပြန်လဲလုံးမြောက်လာမဲ့ကိစ္စသာဖြစ်တယ်လို့ထင်ပါရဲ့ရှင်။လာပေါင်းမြောက်များစွာကြာခဲ့ပါပြီ။ MNDA လက်ထက်မှာတက်မတော်သားတွေရောက်ရှိနေတဲ့အချိန်တွင်မှာသူတို့ရဲ့ကျမ်းမာရေးသူတို့ရဲ့ဘဝရှင်သာရည်တည်မှုတွေကို MNDA တွေကဆိုရင်စိုးဝါးစွာဖြည့်ဆည်းနှောက်ယှက်နေရဲဆိုတာတက်မိသားစုတော်တော်များသိထားပါရဲ့ရှင်။အဲ့ဒီကာလတွေမှာတက်တက်ကတက်မိသားစုတွေကပေါ့နော်လာရှုံမြို့မှာရှိတဲ့တရင်ပေးအချို့နဲ့ထိဆက်ပြီးတော့တက်မတော်သားတွေလာရှုံကျင်းအောင်နေမှာဘလို့နေနေရလဲဆိုတော့သူတို့စုံစမ်းထားတာရှိတယ်။အဲ့ဒီစုံစမ်းထားသမျှကတော့ကောင်းတဲ့တဲ့တစ်ခုမှမရှိဘူးရှင်။ MDA လက်ထဲမှာတက်မတော်သားတွေဟာကျန်းမာရေးဆိုးဝါးစွာပျက်စီးပြီးတော့အသက်နဲ့ပေါ့အသက်ရှင်တန်နေထိုင်ဖို့တော့မှခက်ခဲတဲ့အခြေအနေဖြစ်သွားရတယ်အများကြီးပါရှင့်။သူတို့ပြန်လှုပ်ပေးလိုက်တဲ့သူတွေကလည်းတော်တော်ကျန်းမာရေးချို့တက်နေတဲ့သူတွေအောက်ပိုင်းချိတဲ့သူတွေပြန်လှုပ်ပေးလိုက်တာရှင့်။ဒီတော့သူတို့လက်ထဲမှာအကောင့်တိုင်းရှိနေတဲ့တက်မတော်သားတွေကိုမြန်မြန်ဆန်ဆန်မကယ်တင်ဘူးဆိုရင်လားရှုမျိုးကို MDA ရဲ့တက်မတော်ကိုပြန်ပေးရဆိုတဲ့ကိစ္စကအဓိပ္ပာယ်မဲ့သွားပါလိမ့်မယ်ရှင့်။ကျွန်မအဲ့လိုပဲမြင်ပါတယ်။နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာအတွက်ကိုအသက်ပေးပြီးတော့စောက်ရှောက်သွားတဲ့တပ်မတော်သားတွေတိတ်ဆုံးခြင်းအလကားမဖြစ်စေချင်ပါဘူးရှင်။ သူတို့တိတ်ဆုံးခြင်းဟာနောက်မှကြံခဲ့တဲ့သူတို့နဲ့ရဲဘော်ရဲဘက်တွေအသက်ရှင်သန်ဖို့အတွက်ခွန်လန်းတစ်ခုဖြစ်ပါစေ။ဒီရဲဘော်ရဲဘက်တွေရဲ့မိသားစုတွေစိတ်ချမ်းသာကိုကြမ်းပါစွာနဲ့ဘဝခီးလန်းကိုဆက်လက်ရှောင်လန်းနိုင်ဖို့အတွက်ခွန်လန်းတစ်ခုဖြစ်ပါစေလို့ပဲကျွန်မအနေနဲ့တိုက်တွန်းဆန္ဒပြုချင်ပါရှင့်။လာရှုံမြို့ဟာဆိုရင်အစိုးရနဲ့တက်မတော်လက်ထက်ကိုပြန်လည်ရောက်ရှိလာပြီးဆိုရင်ဒါဟာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုတက်မတော်ကကယ်တင်နိုင်ခဲ့ခြင်း၊ကာကွယ်နိုင်ခဲ့ခြင်းသာဖြစ်ပါတယ်။ဒီတော့ဒီခေါင်းစဉ်ဒီဖြစ်ရက်ဟာပုံမှုထင်ရှားဖို့အတွက်ပုံမှုအတိတ်ပဲလိမ့်နေဖို့အတွက်က လာရှုမြို့မှာရှိတဲ့အပြစ်မဲ့ပြည်သူတွေတိတ်ဆုံးခဲ့ရခြင်းအတွက်အမှုမှန်တွေပေါ်ပေါက်ဖို့လိုတယ်။ဖမ်းဆီးခံရတဲ့တပ်မတော်သားတွေမြမတပ်မတော်လက်ထဲကိုပြန်လဲရောက်ရှိလာဖို့လိုတယ်။တပ်မိသားစုတွေစိတ်နှလုံးပင်ပန်းခဲ့ရတဲ့လာပေါင်းမြောက်များစွာအတွက်ပြန်လဲဖြေသိမ့်နိုင်တဲ့နေ့ရက်တွေရရှိဖို့လိုပါအရှင်။ဒါကအဓိကလိုအပ်ချက်ဖြစ်ပါတယ်။ဒီကြရီကိုစွမ်းဆောင်နိုင်မှသာလာရှိုးမြုပ်ကိုမြမတက်မလို့နဲ့နာဆကအစိုးရပြန်လဲရရှိခြင်းဟာ ဒိဗေပြေဝါမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့သတင်းသုံးသပ်ချက်လေးအနေနဲ့တင်ဆက်လိုက်ပါစီရှင်။မိဘပြည်သူများရှင်ကျမအနေနဲ့ဒီနေ့ရန်ကုန်မြို့ကနေပြီးတော့ကျမပေးပို့လာတဲ့ပြည်သူအတန်လေးတို့ဖတ်ပြကြမှာရှင်။ဒီပြည်သူအတန်လေးကရေးကြည့်ပါရှင်။ဘာကြောင့်ရေးကြည့်ရလဲဆိုတော့ငလင်ဖြစ်ပြီးရနောက်မှာဆိုရင်အဆောက်အုံတွေဆောက်လုပ်တဲ့အခါမှာပေါ့နော်ငလင်ဘေးတန်တင့်တဲ့အချိန်မှာပေါ့နော်ဆိုးရဆိုတာပျက်စီးသွားတာမိဘပြည်သူတွေမြင်ခဲ့ပြီးပြီဒီတော့အဆောက်အုံဆောက်တဲ့အခါကျလို့ရှိရင်ငလင်တန်ခံနိုင်အောင်ဆောက်အောင်လေဆိုတော့အုံနောက်ထဲမှာတေချာပေါက်တိသွားပြီး ဒီစီမင်းစည်းကမ်းတွေကိုမိဘပြည်သူတွေတည်းမကနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေပါလိုက်နာမှာဖြစ်တယ်လို့မျိုးစောက်လို့ရေလုပ်ငန်းညာနဲ့လိုက်နာမှာဖြစ်ပါတယ်ဒီတော့မှသာနောက်ထပ်နောက်ထပ်တော့အသက်အိုးအိမ်စည်းစိမ်တွေစောက်ရှောက်နိုင်မှာရှင့်ဒါရေးကြည့်ရပေါ့နော်ဘာကြောင့်လဲဆိုတော့ငလင်ဖြစ်သွားတဲ့အခါမှာမိဘပြည်သူအားလုံးမျက်ဝါးထင့်ထင်မြင်ပြီးတဲ့ကိစ္စတွေအများကြီးပဲရှင့်ငလင်ကြောတစ်ချက်လုံးမှာရှိတဲ့အဆောက်အုံတွေဟာပြိုတဲ့အဆောက်အုံပဲပြိုတာမပြိုတဲ့အဆောက်အုံမပြိုဘူးရှင့်အဲ့ဒါဟာအရေးချင်း quality ပေါ်မှာမူတည်သွားတယ်သူကလေစောက်လို့တဲ့ကာလတူတယ် ဆောက်လုပ်တဲ့ခွင့်ပြုချက်ရရှိထားတာချင်းတူတယ်ဆိုရင်ပဲပြိုတဲ့ဆောင်ကပြိုတယ်မပြိုတဲ့ဆောင်ကမပြိုဘူးလေအဲ့ဒါဘာကြောင့်လဲငနေကဗတ်လိုက်သွားတာလားအဲ့လိုလည်းမဟုတ်ဘူးရှင်ကံတရားကိုပဲကျမတို့ပုံချလို့မရဘူးလူတွေရဲ့စွမ်းဆောင်ရည်ကိုပဲကျမတို့အကဲဖြတ်ရတယ်ဒီတော့အခုချိန်မှာဆိုရင်အင်မတန်ဆိုးဝါးစွာပေါ့နော်အရေးချင်းမပြည့်မီစွာလှုပ်ဆောင်သွားတဲ့ contract တွေကိုလည်းကျမတို့ကအရေးယူတဲ့ကိစ္စတွေဆက်လက်လှုပ်ဆောင်အောင်မှဖြစ်လို့မျိုးနောက်ထပ်ဆောက်မဲ့ဆောက်လုပ်ရည်တွေမှာလည်းကျမတို့က quality ကိုတေချာလေး check လုပ်ပြီးတော့မှခွင့်ပြုတဲ့ကိစ္စတွေလှုပ်ဆောင်အောင်မှဖြစ်ပါရှင့် sky villa ဆိုတဲ့ဖြစ်စဉ်ကတော့ဒါထင်ရှားရှားဖြစ်သွားပါပေါ့နော် စကိုင်းဖီလာနဲ့ပတ်သက်ပြီးတော့ကျမတို့လိုက်လံစုံစမ်းထားတဲ့သတင်းအရာဆိုရင်သူဆောက်လုပ်တဲ့အချိန်တုန်းကဆောက်လုပ်ရမယ့်အထက်ထပ်ပို့ပြီးတော့ဆောက်လုပ်ခဲ့တယ်ဆိုတော့သိရှိထားရှိတယ်။ဒါအပြင်ကိုစကိုင်းဖီလာကိုခွင့်ပြုမိတ်ပေါ့နော်နေထိုင်ဖို့အတွက်ခွင့်ပြုမိတ်ကို NLD အစိုးရလက်ထက်မှာလုပ်ခဲ့တာရှင့်။အဲ့လိုကမန္လေးတိုင်းဝန်ကြီးချုပ်ကဘယ်သူပါလဲရှင့်။ဒါလေးကလည်းစဉ်းစားရမယ်ပေါ့နော်ဒီတော့မန္တလေးတိုင်းဝန်ကြီးချုပ်ကတော့မရှိတော့ဘူးအဲ့ခက်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ဝန်ကြီးချုပ်ကတော့အခုချိန်မှာဆိုရင်ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးအစိုးရအဖွဲ့တွေမှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေကကိုယ့်ရဲ့လက်ထက်မှာ လုတ်ခဲ့တဲ့မတရားမှုတွေဒီလိုမျိုးခွင့်ပြုမပေးတဲ့ကိစ္စတွေခွင့်ပြုခဲ့တဲ့ကိစ္စတွေနောက်ကျောင်းလှန်ပြီးတော့အရေးယူတာတွေလုပ်တဲ့နေရှင်ဒီတော့မှကျွန်တော်တို့ပြည်သူရဲ့အသက်အိုရင်စည်းစိမ်ညာလကားမဖြစ်ပါလေနောက်ဆို Sky Pilot လိုက်ပြိုကြပြီးတော့ Sky Pilot မှာတည်သွားတဲ့အသက်တွေအလကားဖြစ်သွားပြီးတော့ဒီပုံစံဒီတိုင်းပဲရှိနေမယ်ဆိုရင်ဆောင်ရည်လုပ်ငန်းတွေကိုပေါ့နော်တေချာချာရေတွင်းညှင့်နေခြင်းမရှိပဲဒီပုံတိုင်းပဲရှိနေမှာဆိုဒီတက်တွေတေးရတာလကားပဲလေဒီတက်တွေကြောင့်ဘာမှပြောင်းလဲတိုးတက်သွားခြင်းမရှိဘူးဆိုရင်ဒါတွေကတေးရတာလကားလို့ပဲကျွန်တော်သတ်မှတ်အားရှင့် အဲ့လိုမဖြစ်အောင်နိုင်ငံတော်ဆိုးရလို့ပေးရမှာပေါ့နော်အခုတော့ကျမစီဖြစ်စဉ်တစ်ခုရှားလာခဲ့တယ်ငလင်ကိစ္စနဲ့ပတ်သက်တဲ့အနေထားလေးလည်းရှိရတော့ကျမတေချာလေးဖတ်ပြချင်ပါရှင့်ညီမလေးတဲ့အမားတို့ကရန်ကုန်တင်ငန်းကျုံကာကြီးရက်ကခါကိုရက်ကမှာနေထိုင်တဲ့ပြည်သူတွေဖြစ်ပါတယ်တဲ့အမားတို့မြို့နယ်မှာဆိုရင်အထက်မြေတိုက်တွေဆောက်တဲ့ခါမှာဆောက်ခွင့်ပြုချက်ယူရပါတယ်ပေါ့နော်အဲ့ဒီခါမှာတဲ့အမားတို့မြို့နယ်မှာတဲ့ခွင့်ပြုထားတဲ့အထက်ထပ်ပို့ပြီးတော့ဆောက်လုပ်တဲ့ contract တွေရှိပါတယ်တဲ့ အဲ့ဒီမျိုးအဖြစ်အပျက်မျိုးအမကိုယ်တိုင်ကြုံတွေ့ခဲ့ရတာဖြစ်တယ်တဲ့။ဘာကြောင့်လဲဆိုတော့သူနေရတိုက်ခါဆိုရင်အဲ့ဒီ NLD လက်ထက်ကပေါ့နော်။ဖြစ်ခဲ့တာဆောက်ခဲ့တာပေါ့ခွင့်ပြုမိတ်ပေးခဲ့တာပေါ့ရှင်။အဲ့ဒီပေးတဲ့ခါမှာသူကဆောက်လို့ရမယ့်အထက်က၃ထပ်ပဲရှိတာ၄ထပ်ဆောက်သွားတယ်သူတို့ contract က၄ထပ်ဆောက်သွားတာကို contract ကိုအရေးမယူဘဲနဲ့အထက်မြင့်ဝယ်ယူမိတယ်။သူက၄လောက်ဝယ်လိုက်မိတာပေါ့။သူတို့သိမှမသိရဝယ်လိုက်မိရဲ့အခါကျတော့အထက်မြင့်ဆောက်တဲ့အတွက်အထက်မြင့်အပိုဝယ်တဲ့အတွက်ဆိုပြီးတော့ဒဏ်ကြေးဆောင်နိုင်ပါတယ်တဲ့ NLD အစိုးရက။ ဆောင်ငန်းတဲ့ခါကျသူတို့ဒုက္ခရောက်တယ်ပေါ့နော်ဒါပေမဲ့ဖြစ်ကျင်တော့တဲ့အာနာထိန်းတဲ့ကိစ္စဖြစ်သွားပြီးရဲ့နောက်မှာဆိုရင်နောက်ဆက်ကအစိုးရလက်ထက်ရောက်သွားတဲ့ခါကျတော့နောက်ဆက်ကအစိုးရထပ်ပြီးတော့စီစစ်တော့ပေါ့နော်ဝယ်ယူတဲ့သူမှာအပြစ်မရှိရတဲ့အတွက်ဓာန်ကျေးကင်းလို့ခွင့်ဆိုပြီးပေးခဲ့ပါတယ်တဲ့အဲ့လိုပေးခဲ့ပြီးရင်နောက်မှာဆိုရင်အမားတို့မြို့နယ်ရောက်ကြောက်လာပြီးတော့တဲ့အမားတို့မြို့နယ်ကတရားဝင်၃ထပ်ပဲဆောက်လုပ်ခွင့်ရှိရဲဆိုပြီးပြောကြားသွားတယ်တဲ့တရားခွင့်ဆောက်လုပ်ခွင့်ဟာတဲ့တရားဝင်ဆောက်လုပ်ခွင့်ဟာ၃ထပ်ပဲရှိရဲဆိုတဲ့အကြောင်းကိုတဲ့အမားတို့မြို့နယ်မှာတဲ့ ဒီသင်ကန်းကျုံမြို့နယ်စီပင်လူကြီးများရှေ့မှာပဲပြောဆိုခဲ့တာဖြစ်တယ်ပေါ့နော်ဒါကိုသူတို့အနေနဲ့ကြားသိခဲ့တယ်ဒါကြောင့်သူတို့သိရှိခဲ့တာဖြစ်တယ်တဲ့အခုဆိုရင်ねအမားတို့တိုက်ရဲ့ဘေးတိုက်ကနေပြီးတော့တဲ့သုံးသက်ထက်ပို့ပြီးတော့ငါးထက်လာပြီးတော့ဆောက်လုပ်နေတာမြင်တွေ့ရတယ်တဲ့ဒါကြောင့်အမားတို့ဒီတိုက်မှာမနေရဲပဲねအချားအချားမြို့နယ်မှာရှိရဲ့တိုက်တစ်ခုကိုပြောင်းလဲပြီးနေထိုင်ရတယ်ပေါ့နော်သူကျမတို့ဓာတ်ပုံလေးလဲပေးပို့လာပါရဲ့ရှင့်သူတိုက်ပြီးမှအထက်မြင့်အောင်သုံးထက်ထက်ပို့ပြီးဆောက်ထားတယ်ဆောက်လုပ်ဆောင် ောက်လက်ဆတိုက်ပေါ်ရှင်အဲ့ဒီတိုက်ပုံပေးဖို့လာပါရှင်အဲ့ဒီတိုက်ပုံတွေကျမအရင်ဆုံးသူတို့ရဲ့မြို့နယ်မှာဆိုရင်တဲ့အခုလိုမျိုးပေါ့နော်တရားမွေဆောက်လုပ်ပြီးတော့ပိုတင်တဲ့အခန်းတွေအတွက်ကိုမီတာတွေကိုတခန်းသိန်း40 50ပေးပြီးတော့လဲကန်ထရိုက်တွေကဆောက်ရှောက်ပေးတာပေါ့ရှင်အခန်းရှင်ကသိန်း50 40သူတို့ပေးရတာပေါ့အဲ့ဒါတော့သူကမီတာရအောင်ရှောက်ပေးတာပေါ့အဲ့လိုပုံစံမျိုးလုံဆောင်နေလို့သိရပါတယ်တဲ့အမားတို့ထင်တာကတော့စီပင်ရဲ့ကန်ထရိုက်ရဲ့ EPC နဲ့မြေရှင်တို့ကပူးပေါင်းပြီးလုံဆောင်နေလို့ထင်တယ်လို့သိရပါတယ်ရှင်ပြီးတော့တဲ့ဒီနိုင်ငံတော်ကနေပြီးတော့တရားဝင်ဆောက်လုပ်ခွင့်ကသုံးထပ်တာဖြစ်ပြီးတော့အခုဆောက်လုပ်နေရ၅ထပ်ဖြစ်တဲ့အတွက်တဲ့ စင်စစ်ပေးပါအောင်ဆိုပြီးတော့ကျမတို့စီကိုပန်ချလာပါတယ်တိုင်ချလာပါတယ်ရှင့်အဲသူတို့ရဲ့မြို့နယ်မှာဆိုရင်ねပေ30ရှိရဲ့ခြံဆိုရင်ရင်ခွဲအခန်း10ခန်းတိတိစောက်လုံနေပါတယ်တဲ့အခုပြထားတဲ့ဓာတ်ပုံတွေကတိုက်ကနှင်းစီကုန်မူတာနားမှာရှိတာပါယထာတန်လန်းနဲ့ဏီတာကြောင့်ငကိုတဲကတုံခါမှုကမြင့်မားပါတယ်ဒါကြောင့်အခုလိုငလင်ပေးတံဖြစ်တဲ့ခါမှာအမားကိုလည်းကြောက်နေရပါတယ်တဲ့သူတို့ရန်ကုန်မှာလည်းစိုးရိမ်မှုတွေရှိနေရပါတော့ဒါကြောင့်အများပြည်သူရဲ့အနေနဲ့အတွက်အခုလိုမျိုးအမသတင်းပေးဖို့တိုင်ကြတာဖြစ်ပါတယ် အဲ့ဒီရက်ကွက်မှာဆောက်လုပ်နေတဲ့ဓာတ်ပုံကိုလည်းထည့်ပေးလိုက်ပါတယ်တဲ့ဒါကြောင့်ဒီတိုက်ကိုပေါ့နော်စစ်ဆေးပြီးတော့ဒီတိုက်ဟာဆောက်လုပ်ခွင့်ဆောက်လုပ်ခွင့်ရထားတဲ့အထက်ထက်ပုံမြင့်ပြီးဆောက်ထားတဲ့တိုက်ဟုတ်လားမဟုတ်လားဆိုတာစစ်ဆေးပြီးတော့တာဝန်ရှိတဲ့သူတွေလှုပ်ဆောင်ပေးပါအောင်ဆိုပြီးတော့ပြည်သူ့တန်လေးပေးပို့လာပါရရှင်ဒီလိုဖြစ်စဉ်တွေကဒီချိန်မှာကြက်ကြက်မက်မက်ကိုစစ်ဆေးတင်ပါပဲရှင်ကျွန်မရှိရပြောခဲ့သလိုပဲ Sky Villa ဟာဆိုရင်ဆောက်ရမဲ့အထက်ထက်ကိုပို့ပြီးတော့ဆောက်ခဲ့တဲ့အတွက်ပြိုကျခဲ့တာဖြစ်တယ်။ဒီတော့ရန်ကုန်မှာဒီလိုမျိုးသုံးထပ်ပဲဆောက်ရမယ်မြို့နယ်မှာ၄ထပ်၅ထပ်ဆောက်နေတဲ့ကိစ္စကတရားဝင်ပါသလား။ ဖြစ်စဉ်တွေဖြစ်ခဲ့မယ်ဆိုဒီမှာတည်သွားတဲ့အသက်တွေအတွက်ကိုဒီလိုဆောက်လုပ်ခွင့်တွေနေထိုင်ခွင့်တွေချပေးတဲ့သူတွေမှာတာဝန်မရှိဘူးလားရှင်။ကျမတို့နိုင်ငံမှာအဲ့လိုပြန်ပြီးတာဝန်ခံခိုင်းတဲ့ကိစ္စတွေကလိုအပ်နေပါတယ်နော်။အဲ့လိုတာဝန်ခံခိုင်းတဲ့ကိစ္စတွေမရှိအောင်နိုင်ငံတော်အာဏာကဩဇာမရှိသလိုဖြစ်နေရဲ့ရှင်။လူတွေကညှို့ကြချက်ဆိုညှို့ကြချက်ပဲနားထောင်လိုက်တာ။ဘာလို့ဘာမှလက်လုပ်တာလည်းမရှိဘူး။တကယ်တက်လာတဲ့အခါကျတော့တည်သွားတဲ့အသက်တွေကရာထောင်ချီ။ဒီတော့မင်းတို့ခင်မှာမင်းတို့လုပ်ခဲ့တဲ့ကိစ္စရက်တွေကိုမင်းတို့ဓာတ်တွေဘာကြောင့်ခွင့်ပြုခဲ့တာလဲ မင်းတို့ဘာကြောင့်ချင်းပြုတ်ခဲ့တာလဲဆိုတော့ကိစ္စတွေပြန်လဲစီစစ်လိုက်မယ်ဆိုရင်နောက်နောက်ထပ်တက်လာမယ်ဟုတ်တယ်မလားအစိုးရအာဏာပိုင်တွေပဲဖြစ်ဖြစ်ဒီလုပ်ငန်းတွေမှာတာဝန်ရှိတဲ့လူတွေဖြစ်ဖြစ်နည်းနည်းတော့စင်ကျင်သွားမယ်မဟုတ်ဘူးလားရှင်ဒါကျွန်မအတွေးလေးနဲ့ပြောပြတာပေါ့နော်ပြည်သူတွေကလည်းဒါလေးကိုလိုလားပါတယ်အခုဆိုရင်ဒီတိုက်ဟာမပြီးသေးဘူးရှင်ပြီးသွားခဲ့မယ်ဆိုလူနေထိုင်ခွင့်ကျလာတဲ့အခါမှာဒီတိုက်မှာနေထိုင်တဲ့သူတွေအသက်ကိုဘယ်သူအာမခံပါလဲရှင်ကျွန်မတို့ကဖြစ်သွားပြီးတော့မှအလောင်းလိုက်ကောက်တဲ့အနေထားလောက်ပဲရှိနေပြီလားဒီမေးခွန်းကအင်မတန်ပြင်းထန်နေရှင်ဒါပေမဲ့မေးတဲ့အချိန်မှာကျွန်မမေးရတာမတတ်နိုင်မေးရမှာပဲဖြစ်ပြီးတော့မှအလောင်းလိုက်ကောက်ပါလား မဖြစ်ခင်မှာလူတွေရဲ့အသက်တွေကိုကာကွယ်စောင့်ရှောက်မှာလားဆိုတာကျွန်တော်တို့ရွေးချယ်ရမယ့်ကိစ္စသာဖြစ်ပါတယ်။ဒီချိန်မှာဒါတွေကိုပြုပြင်ပြောင်းလဲဖို့မလုပ်ဘူးဆိုရင်ငလင်ကိုမကြခင်မှာလူတွေကမေ့သွားမှာ။မေ့သွားရင်ဒီလိုပဲဆက်ပြီးတော့ဆောက်လုပ်နေကြမယ်။ quality မပြည့်တဲ့တိုက်တွေမှာနေနေကြမယ်ဆိုရင်ငလင်ကျော်ကြီးအထက်မှာနေနေရင်ကျွန်တော်တို့မြန်မာနိုင်ငံဟာနောက်ထပ်နှစ်ပေါင်း10 20 30 40 50 60 90နောက်ထပ်မျိုးဆက်တစ်ခုမှာဒီလိုပဲထပ်ပြီးသေတာဖြစ်အောင်ပါလေ။အဲ့လိုနဲ့ပဲကျွန်တော်တို့မြန်မာနိုင်ငံအကြိမ်ကြီးခက်ခက်သေနေရမှာလား။ဖြစ်ပြီးမှအလောင်းလိုက်ကောက်တဲ့နိုင်ငံဖြစ်သွားမှာလား။ ဒါကျမအင်မတန်စိုးရိမ်ပါတယ်ရှင့်ကျမတွေမဟုတ်မိဘပြည်သူအားလုံးလည်းစိုးရိမ်နေကြပါတယ်။ဒါကြောင့်ဆောက်လုပ်ရေးမှာတာဝန်ရှိတဲ့သူတွေကအခုချိန်မှာကြိုကြိုဆဆအလုပ်လုပ်ဖို့တင့်ပါပြီ။ဒါတွေကိုပြန်လည်ပြီးတော့စစ်စစ်ဖို့တင့်ပါပြီ။အရေးယူတင့်တဲ့အရာတွေကိုအရေးယူဖို့တင့်ပါပြီ။စီမင်းစည်းကမ်းတွေကိုဩဇာအာဏာရှိရှိလောက်ကင်ကိုတင့်ပါပြီဆိုတဲ့အကြောင်းတွေပြည်သူအတန်လေးရနေပြီးတော့တင်ဆက်လိုက်ပါစေရှင်။မိဘပြည်သူများရှင့်ကျမဒီနေ့သတင်းလေးတော့အများကြီးတော့မပြောနိုင်ဘူးဗောနော်။လူကသိတာအားမရှိလို့ပါရှင့်။ဒါမဲ့ဒီနေ့အရေးကြီးတဲ့သတင်းလေးတွေလည်းရှိရတဲ့အတွက်ကျမတင်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ကျွန်မဆက်လက်တက်ဆက်ပေးချင်တာလေးကတော့ကျွန်မနိုင်ငံပြန်လဲထူထောင်ရေးပြန်လဲတိဆောက်ရေးကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျွန်မအကြံဉာဏ်လေးတစ်ခုပေါ့နော်ကျွန်မနိုင်ငံမှာအခုဆိုရင်ငလင်ဖြစ်သွားပြီ။ Okay ဖြစ်သွားပြီးရေးကိစ္စတီထားလိုက်တော့ရှင်းလင်းရေးကိစ္စတွေပါအခုလုပ်နေပြီ။ကေဇေးကြီးကလည်းပြီးသွားပြီပေါ့နော်။လုပ်နေပြီ။ပြန်လဲထူထောင်ရေးအဲ့ဒါရေးကြည့်ရဲ့ရှင့်။ပြန်လဲထူထောင်ရေးကိုကောင်းကောင်းမလုပ်နိုင်ရင်ဒိုင်းပြည်ကစိုးဝါးစွာဒီအုပ်ပုံတွေကြားထဲမှာနှိပြောင်းများစွာနေထိုင်ရမှာ ဒီတော့အခုဆိုရင်ပြည်စည်းဆုံးရှုံးသွားတဲ့အိန္ဒိလန်တရားတွေအစိုးရအဆောက်အုံတွေအများကြီးပဲအစိုးရအဆောက်အုံတွေကတော့တေချာပေါအစိုးရပြန်ဆောက်အောင်ပါအစိုးရဘတ်ဂျက်နဲ့ပြန်ဆောက်အောင်ပါဒါတေချာတယ်โอเคပြည်သူတွေရဲ့အိုးဝင်ပြည်စည်းမှုတွေကိုဘယ်သူတောင်းဝင်ယူမှာလဲအဲ့ဒီအပိုင်းကရေးကြည့်ရဲ့ရှင်ပြည်သူတွေဒီကဥပုံများထဲမှာထားမလို့လားမရဘူးထားလို့မရဘူးဒီတော့ကျမတို့စဉ်းစားမိရဲ့စီမံကိန်းလေးတစ်ခုပေါ့နော်ဒါလေးကအကြံပြုချက်လေးပါရှင်ကျမတို့ prime media အနေနဲ့အကြံပြုတာဖြစ်ပါတယ်ကျမတို့အကြံပြုချက်လေးမှာလိုရာပိုရာရှိလဲမိဘပြည်သူများက ခွန်မှန်လေးရနေပြီးတော့ဝိုင်းဝန်းအကြံပြုပါလို့လည်းတိုက်တွန်းချက်ပါတယ်ဒါကျမတို့နိုင်ငံအတွက်ပါနော်လက်ရှိအစိုးရအတွက်လည်းမဟုတ်ဘူးအဝေးရောက်နေတဲ့ပြည်ပြည်တွေအတွက်လည်းမဟုတ်ဘူးဘသူ့အတွက်မှမဟုတ်ဘူးငလေတာခံနေရတဲ့ကျမတို့မြန်မာနိုင်ငံသားတွေအတွက်ကျမဒီကြံဉဏ်လေးကိုပေးချင်တာပါနော်ဒါကြောင့်နင်ဒီစိတ်စိတ်ဝဝပြပြမိဘပြည်သူတွေကဝိုင်းဝန်းပြီးအကြံပြုကြပါကျမတို့ဒီအကြံပြုချက်လေးဟာတာဂတ်ထားရတာတစ်ခုတည်းရမြန်မာနိုင်ငံသားတွေအတွက်ပဲဒါကြောင့်မြန်မာနိုင်ငံသားတွေချစ်တဲ့သူတိုင်းမြန်မာနိုင်ငံသားတိုင်းဒီအကြံပြုချက်လေးဝိုင်းဝန်းဆွေးနွေးလို့ရရချင်းမကောင်းမြင်တဲ့ဘက်ကမဆွေးနွေးစေချင်ဘူးပေါ့နော်ကောင်းတဲ့ဘက်ကပဲဆွေးနွေးပေးစေချင်ပါတယ် ကျွန်မတို့စီစဉ်ထားတာလေးပေါ့လေကျွန်မတို့အကြံပြုချင်တာလေးကတော့ကျွန်မတို့နိုင်ငံမှာအိုးအိမ်ပြန်လဲတိဆောက်ရေးအတွက်ကော်မရှင်လေးတစ်ခုကျွန်မဖွဲ့ပေးချင်တယ်ဖွဲ့စီချင်တယ်ပေါ့နော်ဖွဲ့စီချင်တယ်အဲ့ဒီကော်မရှင်မှာဆိုရင်တက်မတော်သားပါဝင်ရမယ်နော်ကျွန်မတို့စီစဉ်ထားတဲ့အတိုင်းကျွန်မဖတ်ပြမယ်နော်တက်မတော်သားပါဝင်ရမယ်အရက်ဘတ်အစိုးရအဖွဲ့ဝင်ပါဝင်ရမယ်အမှုပညာရှင်ပါဝင်ရမယ်မီဒီယာသမားပါဝင်ရမယ်ပရဟိတသမားပါဝင်ရမယ်ပြည်သူစစ်စစ်တွေပါဝင်ရမယ်ရှင့် တာမန်ကော်မရှင်ဆိုရင်အစိုးရဖွဲ့ရင်းနဲ့ပဲဖွဲ့ကြတာမဟုတ်ဘူးကျွန်တော်တို့ကော်မရှင်ကအလွှာပေါင်းစုံအောင်သူတွေအားလုံးပါဝင်စေချင်တယ်။ဘာကြောင့်ပါဝင်စေချင်တာလဲဆိုတော့တပ်မတော်သားတွေကတော့လက်ရှိမှာလုံခြုံရေးနဲ့သက်ဆိုင်တဲ့အတွက်ပါဝင်စေချင်တာ။ပြီးတော့တပ်မတော်သားတွေပါဝင်နေတဲ့အဟိတ်ခံရှိရလေကျွန်တော်နိုင်ငံထုံးစံရတဲ့တည့်ရတိုင်းပဲ။တပ်မတော်သားမှမပါလို့ရှိရင်သူတို့ကလည်းခါကြရနေတဲ့အဲ့လိုမျိုးတိတ်မကြောက်တဲ့အနေထားလေးရှိရအတွက်တပ်မတော်သားကတော့မျက်နှာပြဖို့တော့ပါအောင်ပါမှရမယ်ရှင့်။ဟုတ်တယ်မအဲ့တော့တပ်မတော်သားတယောက်လုံခြုံရေးတော့ပေါ့ရှင်သူတို့ကပါဝင်စေချင်တယ်။နောက်ထပ် နံပါတ်2ကအစိုးရအဖွဲ့ဝင်အစိုးရအဖွဲ့ဝင်ရက်ဘတ်အစိုးရအဖွဲ့ဝင်နေပေါ့နော်သူတို့ကကြတော့ဥပဒေရေးရအကြံပြုဖို့အတွက်နဲ့ဥပဒေအထောက်အကူပြုကိစ္စရပ်တွေလှုံ့ဆော်မှုအတွက်ပါဝင်စေချင်တဲ့ရှင့်အော်စီမံချက်တွေစီမံကိန်းတွေနဲ့ပတ်သက်တဲ့အတွေ့အကြုံကြတော့အစိုးရအဖွဲ့ဝင်တွေမှာများတယ်လေအဲ့တော့သူတို့မှပါဝင်တဲ့နောက်ကအမှုပညာရှင်တွေပါဝင်စေချင်တာကအလှူခံဖို့အတွက်ရှင်သိလားကျမဆက်လက်ပြောပြမယ်ထဲမှာသူတို့ရဲ့လုပ်ငန်းစဉ်ပါဝင်လာမှာဒါမဲ့သူတို့ကျမဆွဲထည့်ထားတဲ့တွေးထားတဲ့အချက်လက်ကအလှူခံဖို့အတွက် သိလားဘာကြောင့်လဲဆိုတော့2021ကိစ္စမှာနိုင်ငံရေးကိစ္စမှာတော့အမှုပြရှင်နဲ့ပါဝင်ခဲ့သေးရပါရှင့်နိုင်ငံတော်ကိုပုံကံမှုကိစ္စမှာတော့ပါဝင်ခဲ့သေးတာနိုင်ငံတော်တိစောက်မှုကိစ္စမှာမပါဝင်ပေးနိုင်ဘူးလားဒါမေးခွန်းလေးစစ်မှုထမ်းတဲ့ထဲလည်းမပါအောင်တော့သူတို့ရတယ်မထမ်းရဲဘူးမလားကိစ္စမရှိနိုင်ငံတော်ပြန်လဲတိစောက်ရင်မှာပါဝင်ပေးအလှူခံဖို့တော့ပဲတော့မှာသူတို့ဘာလို့သူတို့တောင်းလိုက်မှလည်းအလှူခံတဲ့ကိစ္စပဲလုပ်တာပဲလေနိုင်ငံတော်ပြန်လဲတိစောက်ရင်မှာလည်းအလှူခံတဲ့ကိစ္စပဲလုပ်ရတယ်ပါဝင်လို့ရတယ်ဒါအမှုပြရှင်ကျွန်မထည့်ထားတာနော်ပြီးတော့မီဒီယာကမှာ မီဒီယာသမားဘာကြောက်ထည့်ခိုင်းတာလဲဆိုတော့ထိန်းကိုဖို့အတွက်တင်ပြဖို့အတွက်ကော်မရှင်မှာဖြစ်လာနေတဲ့ကိစ္စတွေမီဒီယာသမားတွေကကောင်းကောင်းထိန်းကိုနိုင်နေရှင့်မီဒီယာသမားတွေတခြားဘာမှမလုပ်နိုင်တော့ဖြစ်လာတဲ့ကိစ္စအလုံးတေချာလေးစီစစ်ကြည့်ရှုပြီးတော့တင်ပြပြီးတော့ထိန်းကိုတဲ့နေရမှာတော့သူတို့ကကျွမ်းနေလေဒီတော့မီဒီယာသမားတွေလည်းတခြားဘောထည့်ပေးရမယ်ဘာကြောက်လဲဆိုတော့ဒီကော်မရှင်မှာဖြစ်လာမဲ့ကိစ္စတွေမီဒီယာသမားတွေကတိုင်ခံပြင်ရှင်းပေးတတ်တယ်ရှင့်ဒီလားကော်မရှင်ပေါ်မှာထိုးလာမဲ့လက်ညိုးတွေတင်လာမဲ့အပြစ်တွေပေးလာမဲ့ဒုက္ခတွေမီဒီယာသမားတွေကရင်စည်းပြီးခံပေးနိုင်နေရှင့် အဲ့ကူတော့မီယာသမားတွေအဲ့တပောက်တော့ကျွမ်းတယ်ကျမတို့မီယာသမားတွေကလည်းသိလားရင်စည်းခံတဲ့နေရာမှာဆိုတော့ဒါကျွမ်းတာတော့အဲ့တော့အဲ့ဒီနေရာအဲ့အပိုင်းအတွက်အဲ့လိုဖြည့်ရှင်းပေးဖို့အတွက်ကျမမီယာသမားတယောက်ကိုထည့်ချင်တယ်ရှင့်ပြီးတော့ပရိတ်တာသမားတွေကိုထည့်ပေးချင်တယ်ပရိတ်တာသမားတွေကစီမံဖို့အတွက်လည်းကူညီဖို့အတွက်ပရိတ်တာသမားတွေရဲ့မှာမှာလူလူယုံကြည်ပရိတ်တာသမားအများရှိပါတယ်မခိုင်နေဝင်ယူမလားကိုဝေလူကျော်ယူမလားနောက်ထပ်ပရိတ်တာသမားအများရှိရဲ့နာမည်ကြီးရဲ့တူလေသူတို့တယောက်ချင်းစီထည့်လို့ရတယ်လေယုံကြည်ရတဲ့သူထည့်ပြီးပြည်သူရွေးချယ်တဲ့သူထည့်ပေးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလုပ်လို့ရတယ်နောက်ဆုံးထည့်ပေးမှာပြည်သူစစ်စစ် ည်သူစစ်စစ်ကတော့ဘာမှလုပ်စရာမလိုလေ့လာစောင့်ကြည့်ဖို့ပဲเนาะကျမတို့နိုင်ငံမှာလေတလားတကူးကူလောက်ရင်ပြည်သူကိုထည့်ပြီးတော့စဉ်းစားရှင်ဘာကြောင့်လဲဆိုတော့ပြည်သူကြောက်ပဲအရာအလုံးပြောင်းလဲနေရလို့မထင်ဘူးလားအစိုးရရဲ့ခက်ခဲနေရတယ်ကြည်လိုက်ပြည်သူကြောက်ပဲအစိုးရလွယ်ကူနေရကြည်လိုက်လည်းပြည်သူကြောက်ပဲဒီတော့ပြည်သူဆိုတဲ့အင်အားစုကိုကျမတို့ဖယ်ချန်ထားလို့မရအောင်ရှက်နော်ဒီတော့ကော်မရှင်ဖွဲ့တဲ့ခါမှာကျမတခါတည်းပြည်သူပါဆွတ်ထက်ပြီးဖွဲ့လိုက်တာပြီးရောပြည်သူလည်းသဘောပေါက်သွားပါဘောရှင်ဟုတ်တယ်မလားပြည်သူလည်းအော်တို့လောက်ရတဲ့လုပ်ငန်းစဉ်ဒီလိုရှိပါလားဒီလိုခက်ခဲရှိပါလားနားလေသွားတာပေါ့ပြီးတော့ပြည်သူအချင်းချင်းကြတော့ယုံတယ်လေ ယုံကြည်ရတဲ့သူပေးတဲ့ information တွေပြည်သူစီတိုက်ရိုက်ရောက်ပြီးရခါမှာကျမတို့လုံးဝကြံရတဲ့ကိစ္စအများကြီးချုံးမွေပြကုမယ်လို့ထင်နေရှင့်ဒါကျမတို့ဖွဲ့ကျင်တဲ့ commission တွေတခုပေါ့နော်အော် OA မျိုးပြန်လဲတိဆောက်ရေးဆိုင်ရာ commission ပေါ့ရှင်အဲ့ဒီ commission ကဘာတွေလုပ်မလဲဆိုတော့နံပါတ်၁လှုပ်ဆောင်ချက်က OA ပြည်စည်းမှုတွေကိုစင်းရက်ကောက်ထားတာစိုးရမှာရှိမယ်ဟုတ်တယ်နော်မန္တလေးတစ်ခုပဲထားမန္တလေးကိုပဲတည်ပြီးကျွန်မစဉ်းစားမယ်ပြည်သူအိမ်သီးသန့်နော်ဒီပြန်လဲတိဆောက်ရေး commission ကပြည်သူတွေအိမ်သီးသန့်ပြန်ဆောက်ဖို့ကိုတွတ် အစိုးရဌာနနဲ့မဆိုင်အစိုးရလုပ်ငန်းစဉ်နဲ့မဆိုင်အစိုးရလုပ်ငန်းစဉ်အစိုးရပြန်ဆောက်လိမ့်မယ်ကျွန်တော်တို့စဉ်းစားမယ့်ကိစ္စမျိုးဖဲလိုက်ပြည်သူ့အိမ်ဝဲပြန်ဆောက်ပါနော်โอเคပြည်သူဘယ်နဲ့အိမ်ပြန်စီးသွားလဲ4000ပဲထားအိမ်4000ပြန်စီးသွားတယ်โอเคကော်မရှင်ကပထမဆုံးအပိုက်ပထမဆုံးလုပ်ငန်းစဉ်မှာပြည်သူယုံကြည်မှုကြောင့်လုပ်ရမယ်ဒီကော်မရှင်ကဟုတ်တယ်နော်ကော်မရှင်ကစွမ်းဆောင်ရည်ကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တဲ့အတွက်အရင်ဆုံးအင်ဂျီတရားပြန်ဆောက်ပေးမယ်ပြည်သူတွေရဲ့အင်ဂျီတရားကို ရွေးချယ်လိုက်အဲ့ဒီရွေးချယ်မှုမှာမှပြန်လဲစီစဉ်ရမယ့်ကိစ္စတွေအဆင်သင့်ရှိမှာပေါ့ရှင့်။ဘာကြောင့်လဲဆိုတော့တချို့တိုက်တွေက၄-၅ထပ်ဆောက်ထားတဲ့တိုက်ရှိရယ်။အဲ့လိုကတော့မဖြစ်နိုင်ဘူး။နော်နိုင်ငံတော်အနေနဲ့ကအိမ်ပုံစံတူနှစ်ထပ်တိုက်တွေပြန်ဆောက်ပေးမယ်ဘယ်သူတွေဆောက်ချင်လဲခေါ်လိုက်ခေါ်ပြီးရခါကြလို့ရှင်အရောက်တရောင်မဲနိုင်ပေးလိုက်ဒါတော့ကန်တရားနဲ့သက်ဆိုင်သွားပြီမဲနိုင်ခံလိုက်ဟုတ်တယ်ဒါမှမဟုတ်လို့ရှင်ရက်ကွက်တစ်ခုရွေးလိုက်ဒီရက်ကွက်မှာအင်ဂျင်တရားပြန်ဆောက်မယ်အားလုံးဒီနှစ်ထပ်တိုက်ပုံစံတူပဲရမယ် ကျမကတော့ဟိုအိမ်လေးပြူပုံစံဆောက်ချင်တယ်ကျမကတော့အိမ်အဝိုင်းလေးလိုချင်တယ်ကျမကတော့အိမ်လေးတောက်လေးလိုချင်တယ်ကျွန်တော်ကတော့အိမ်လေးဓာတ်မရမယ်ကျွန်တော်ကတော့အိမ်ငါးဓာတ်မရမယ်မလားနဲ့နှစ်ထပ်ပဲရမယ်နှစ်ထပ်ဆောက်ချင်တယ်လို့အကုန်စင်းပေးဟုတ်တယ်နော်ပုံစံတူပဲသူများနိုင်ငံမှာဆိုလဲပုံစံတူအိမ်လေးတွေဆောက်ထားရက်ွက်တယ်အများကြီးပဲလေဟုတ်တယ်မလားအဲ့တော့ဆောက်ပေးမယ်ပုံစံတူဆောက်ပေးမယ်အားလုံးစင်းလာပေးအဲ့ဒီကအိမ်တရာရွေးထုတ်မယ်ရက်ွက်တစ်ခုမှာရက်ွက်တစ်ခုရွေးထုတ်လိုက်အိမ်တရာဆောက်မယ်ပေါ့ရှင် Okay ဆောက်မယ်စင်းရင်ထွက်လာပြီဆိုတုံးချစေးဘလောက်ရှိမယ်ထွက်လိုက်အိမ်တလုံး3300နဲ့တွက်မှာ3400နဲ့တွက်မှာနှစ်ထပ်တိုက်ဆိုရင်ကျွန်မအခုခေတ်ပေါက်စိမ်းနေဆိုရင်တော့ သိန်း300လောက်ဆိုတော့ကောင်းကောင်းကကန်ရအောင်မယ်လို့ထင်တယ်။လှအောင်စောက်မှာပုံတော့ခိုင်အောင်စောက်မှာခိုင်အောင်စောက်ပြီးမှအိမ်ကိုအကြည့်လိုက်အိမ်ရဲ့ပုံစံအတိုင်းနှစ်ထပ်တိုက်ဖြစ်ရမယ်ဆိုရင်ဘီလက်မြေကောင်းကောင်းအုတ်ကောင်းကောင်းတန်ဖရိန်ကောင်းကောင်းနဲ့စောက်ပေးမယ်ဒါပေမဲ့လှအောင်စောက်မှာမဟုတ်ဘူးအထဲမှာကြွေပြားကပ်ပါညာမရဘူးနော်အားလုံးကိုတေချာစောက်ပေးထားမယ်ဘီလက်မြေတေချာတုတ်ဆေးတေချာတုတ်အဆင့်ထိရမယ်မိဖို့ကန်းပါမယ်ရေချိုးကန်းအိမ်သာပါမယ်အိတ်ခန်းတွေပါမယ်တေချာအိမ်တစ်ခုရဲ့လိုအပ်ချက်အားလုံးပါမယ်ဒါပေမဲ့အလှပစီရင်မှုဘာမှမပါဘူး ဟုတ်တယ်လေနိုင်ငံတော်ကလုပ်ပေးနိုင်တာအများကြီးရှိမှာမဟုတ်တဲ့အတွက်တော့ပဲရမယ်ဟုတ်ခင်ဗျမတတ်နိုင်ဘူးတော့ပဲရမယ်เนาะဒီတော့အဲ့လိုမျိုးစောက်ပေးမယ်စောက်ပေးမယ်ဆိုရင်တင်း300နေပဲတွက်အိန္ဒိယဆိုဘလောက်လဲတင်းပေါင်း3000တိတိကုန်ကြမယ်ဟုတ်တယ်เนาะโอเคကုန်ကြပြီအဲ့ဒီပတ်စံကိုနိုင်ငံတော်ကဘလောက်တိမတည်ပေးမှာလဲနိုင်ငံတော်ဘတ်ဂျက်ထဲကနေမတည်ပေးလဲဘလောက်သိန်း9000တိမှသိန်း10000တိမှမတည်ပေးလိုက်ဒါနိုင်ငံတော်လုပ်ပေးရမှာပဲဘာကြောင့်လဲဆိုတော့နိုင်ငံတော်ဒီပြည်သူ့အပေါ်မှာတာဝန်ရှိတယ်အခြားနိုင်ငံတွေလည်းကျွန်မလေ့လာပြီးရဲ့အခါမှာ ငလင်လုတ်ပြီးရဲ့နောက်မှာပြည်သူတွေအိမ်ပြန်လဲတည်ဆောက်မှုကိုနိုင်ငံတော်ကအတိုင်းအတာတစ်ခုထိတော့တာဝန်ယူပေးရတယ်ရှင်ဒီတိုင်းလုတ်ပြီးလို့မြင်အောင်ပေါ့နော်ဥပမာပေါ့ဒီလောက်ကုန်ကြမယ်ဆိုနိုင်ငံတော်ကဒီလောက်လေးတော့မတီတာမျိုးလုတ်ပေးရတယ်ဒါနိုင်ငံတော်လုတ်ဝေးရမယ်ကိစ္စအိုကေဒီတော့သိန်း1000တောင်းတိတိနိုင်ငံတော်ကမတီလိုက်တယ်အိမ်တရာရဖို့အတွက်ဆိုရင်ကျန်တဲ့သိန်း2000ဘယ်ကနေရှာမလဲကျမခုနထည့်ထားတဲ့အမှုပညာရှင်တွေပရိုက်တာသမားတွေကနေပြီးတော့အလူခံပေးပါ ည်သူတွေဆီကနေပြီးတော့เนาะပြည်တွင်းအလူခံရှိမယ်ပြည်ပအလူခံရှိမယ်ဘသူလူလူရတယ်ဒီပတ်စံနေတည်ဒီအိမ်တွေဖြစ်လာဖို့အတွက်ဒီအိမ်လုံးတရာဖြစ်လာဖို့အတွက်ဒီအိမ်လုံးတရာဒီမြန်မာနိုင်ငံသားတွေနေထိုင်ဖို့အတွက်အစိုးရအဖွဲ့ဝင်လည်းမနေဘူးနာဆကအဖွဲ့ဝင်တွေတယောက်မှမနေတဲ့အတွက်နာဆကကိုတော်လှန်နေတဲ့သူတွေလည်းလှူချင်းလှူလို့ရတယ်နာဆကနဲ့ဘာမှမဆိုင်နာဆကအကျိုးစီးပွားနဲ့ဘာမှမဆိုင်တဲ့အတွက်ဟုတ်တယ်နော်အဲ့တော့ဥပညာရှင်တွေဟိုတိုင်းပြည်တော်လှန်ဖို့အတွက်ကိုတော့မှကျွန်တော်စ조사ပြီးတော့အလှူခံပေးနိုင်တာပြည်သူတွေနေထိုင်တဲ့အိမ်ဖြစ်ဖို့အတွက်ကိုအလှူခံမပေးနိုင်ဘူးလားအဲ့လောက်လေးတော့ပြည်သူပေါ်စေတနာမရှိဘူးလား လူခံတဲ့ကိစ္စတတ်နယ်လဲရင်းကြမလို့နော်စစ်မှုထမ်းတော့မပါခြင်းကျွန်မတို့သိရနော်မတတ်နယ်ရင်းရလို့လက်ခံမရင်းရဲဘူးမလားဒါအတတ်နယ်မရင်းရဘူးအလှပဲခံပြီးပြိုက်တာသမားတွေအလှခံပြီးကျွန်မတို့ပြည်သူတွေဝိုင်းလှူမယ်ရှင့်ကျွန်မလည်းလှူမယ်နော်ကျွန်မလာစားလေး3-4သိမ့်မဲ့ရတာကျွန်မလှူမယ်ရှင့်ငါးတောင်းမဲ့လှူတာသူကတသိမ့်မဲ့လှူတာသူကအဲ့လောက်ကျွန်မချွေတာစားမယ်ကျွန်မလှူမယ်ဘာကြောင့်လဲဆိုတော့ကျွန်မရဲ့ငွေနဲ့သူတို့တွေအိမ်လေးဖြစ်သွားတယ်ဆိုတော့ကျွန်မအများကြီးတွေးပြီးတော့ပီတိရနိုင်တဲ့အတွက်ကျမတို့မြန်မာနိုင်ငံသားတွေလည်းဖြစ်တဲ့အတွက်ကျမတို့လှူမယ်ရှင့်လှူမယ် အခြားမိဘပြည်သူတွေလည်းတထောင်ရတထောင်လို့နှစ်ထောင်ရနှစ်ထောင်လို့လှူမယ်ဆိုရင်ကျမတို့နိုင်ငံမှာပြည်သူလူထုပေါင်းတန်းပေါင်းမြောင်များစွာရှိတာကျမတို့ဘာလို့ဒီငွေမပြည့်နိုင်ရမှာလဲရှင့်တိုင်းနိုင်ငံတော်ပုံကံဖို့တော်မှာပတ်စံတွေလှူကြတာဘတ်ဂျက်တွေပြည့်သေးတာနိုင်ငံတော်မှာရှိရနိုင်ငံသားချင်းချင်းကူညီဆောက်ရှောက်ဖို့ဘာလို့ဘတ်ဂျက်မပြည့်ရမှာလဲကျမတို့မြန်မာနိုင်ငံညီတို့ပဲဆင်းရဲစေတာမို့အလှူတန်းလုပ်တဲ့နေရာမှာနံပါတ်၁ချိတ်တဲ့နိုင်ငံနော်ကျမအဲ့ဒီအင်အားအဲ့ဒီခွန်အားလေးနဲ့အဲ့ဒီကောင်းမွန်တဲ့ဓလေ့လေးကိုယူပြီးတော့ဒီစီမံကိန်းလေးကိုစမ်းသပ်မိရရှင့် အဲ့တော့ပတ်စံသိမ်းပေါင်း3000လို့ရဲ့အခါမှာနိုင်ငံတော်ကတောင်းပေးတယ်။ကျန်းတဲ့သိမ်းပေါင်း2000ပြည်သူတွေလှူလို့ပြည့်သွားပြီဆိုဆက်လက်အလှူမခံနဲ့တော့ဒီကော်မရှင်ရပြီရက်လိုက်တော့အပေါ်မယူ။ပြပြားတစ်ချက်တော့အပေါ်မယူ။သိမ်းပေါင်း3000ပြည့်ပြီဆိုရင်အဲ့အနှုံးတရာဆောက်တဲ့စီမံကိန်းကိုဒီနေ့ပြည့်ဒီနေ့စမယ်။အဲ့ဒီအချိန်ကျရင်ဆောက်လို့ရပြီစီရေဝယ်ယူတဲ့အခါမှာဆိုလေဈေးတက်တော့တက်တာဖြစ်စေဖို့အတွက်ကိုပွင့်လင်းမြင်သာစွာယူလို့ရတယ်ရှင့်။ဒါအပြင်စရင်ရှင်တန်းလုပ်ဖို့အတွက်ခက်ခဲနေသေးလား။အကြံပေးမယ်။ Facebook မှာ page ထောင်လိုက် Facebook ပဲဖြစ် TikTok ဖြစ်ဖြစ် YouTube ဖြစ်ဖြစ်လူမှုကွန်ရက်မှာ page တွေ ။အိုးစာတွေထောင်းလိုက်၊လူမှုကွန်ရက်တွေထောင်းလိုက်။ထောင်းလိုက်ပြီးရက်ခါကြလို့ရှင်ပြည်သူလှူလာတဲ့ပတ်စံတိုင်းပြည်သူလှူလာတဲ့ငွေကြေးအမောင့်တိုင်းကိုစည်ရင်းလေးနဲ့လုပ်ပြီးတော့တင်ပေးလိုက်။ဘသူကဘလောက်လှူလဲဆိုတာတင်ပေးထားလိုက်။အဲ့ဒီမှာလှူတဲ့ပတ်စံနဲ့ရရှိရငွေနဲ့ကိုက်သွားပြီးရှင်။သိလား။ဘလို့မျိုးအများကြီးစာရွက်တွေထုတ်ပြီးပေးနေကြမလို့သူတို့ကသူတို့ရတဲ့ဟာမက်ခန်နီကိုလောက်တဲ့ဟာဆိုမိုက်တယ်သလား။ တခြားလေးစာရွက်လေးနဲ့လုပ်ပြီး online မှာတင်ပေးလိုက်တယ်။ကိုယ့်အကူစာရွက်ထုတ်ခြင်းကိုယ့်အကူ Facebook ကနေစေသွားပြီလို့ရှင်ကိုယ့်အကူမိတူဆိုင်မှာသွားထုတ်ပြီးကိုယ့်အကူဘောင်ကုတ်ပြီးအိမ်မှာချိန်ထားငါတို့ဒီငလင်ပေးတန်နေပြည်သူတွေအတွက်ဘလောက်လှူထားရဲဆိုပြီးတော့ဟုတ်တယ်မှာရှင်းရှင်းဒီဒါဆိုရင်စရင်ကြိုက်သွားပြီဒါဆိုအခက်ဖြစ်စရာအကြောင်းတစ်စက်မှမရှိဘူး။ Okay နောက်ပြီးပစ္စည်းကိုဝယ်ပစ္စည်းဝယ်တဲ့အခါကျနိုင်ငံတော်ကအဲ့ချိန်မှာအစိုးရအဖွဲ့ဝင်တွေပါတဲ့အတွက်စီမံကုတ်ကဲပြီးဝယ်ပေးပါဈေးတွေအရန်ကြီးမှာဆိုလို့နော်ဈေးတွေအရန်ကြီးရတယ်အမျက်ချီးစားတဲ့ကိစ္စတွေဖြစ်မှာဆိုလို့အစိုးရဒီလိုလေးစီမံပေးလိုက် ဒါဆိုရင်အိမ်ဆောက်လို့ရသွားပြီဆိုရင်ဆောက်လာအိမ်မှာအိမ်တလုံးတိတ်လာဘယ်နှလားကြာလဲအိမ်တလုံးဆောက်တာက၃လ၅လပေါ့အများဆိုဒါကျမပိုးတွက်ထားတာကျမတို့အရင်ကနေမှာဆိုရင်ဆောက်တာအိမ်ပုလေးပေါ့နော်တစ်ထပ်တိုင်လေးကိုဆောက်တာတလခွဲနှလားလောက်ပဲကြာတယ်ရှင့်နော်ဒေချာလေးအချိန်ပေးပြီးတော့ငလင်တန်ခံနိုင်ဖို့မှာဒေချာဆောက်မယ်ဆိုရင်ကျမတို့အများဆုံးကြာ၃လ၅လပေါ့ရှင်၅လပဲတွက်လိုက်၅လကျမအိမ်လုံးတရာဖြစ်ထွန်းသွားပြီပြည်သူအယောက်တရာအိမ်ပြီးသွားပြီရှင့်နှစ်ထပ်တိုင်ဖြစ်တဲ့အတွက်မိသားစုနှစ်စုလည်းနေလို့ရမယ်၃စုလည်းနေလို့ရမယ်အဆင်ပြေမသွားဘူးလား လေးကလာတွေမှာပြန်လဲထူထောင်ရေးရာခိုင်နှုန်းတစ်ခုအောင်မြင်သွားပြီလို့မထင်လားရှင်။ဒါဆိုရင်စိုးရလုပ်ငန်းစဉ်မှာလည်းနှောက်ယှက်မဖြစ်တော့ဘူး။အစစ်စစ်တင်ပြနေတဲ့ကိစ္စတွေလည်းမရှိတော့ဘူး။ကြားရတယ်လို့ဆိုအစစ်စစ်တင်ပြနေရတာ။မထူးတော့ကော်မရှင်ကအားလုံးလုပ်တယ်။ကော်မရှင်ကိုယုံကြည်ရဆိုလှူ။ကော်မရှင်ကလည်းအားလုံးဝွင့်နေချပြလိုက်။ဘာမှအကတိလည်းလိုက်စားစရာမလိုဘူး။အကတိဖြစ်စရာအကြောင်းလည်းမရှိဘူး။ကော်မရှင်ကမှထဲထားတဲ့သူတွေကလည်းပြည်သူတွေပဲလေ။ပြည်သူတွေအမှုပညာရှင်တွေပြိုက်တာသမားတွေကြိုက်တဲ့အချိန်စင်းစစ်လို့ရနေတယ်။ကြိုက်တဲ့အချိန်မှာဝင်ပြီးတော့သင်းစစ်ကြ။ပွင့်လင်းနေတာဆိုတာလောက်လိုက်ကြ။ ဟုတ်တယ်မလားဒါဆိုရင်ရလက်မထွက်သွားအောင်လား၄ငါ၆လအတွင်းမှာအိမ်အလုံးတရာဖြစ်မသွားအောင်လားဒါကျွန်တော်တို့ဆန်းစားမိရဲ့ကိစ္စလေးပေါ့နော်အဲ့လိုလေးတော့တင်ပြကြင်နေရှင်းသိလားဘာကြောင့်လဲဆိုတော့နိုင်ငံတော်ကိုပဲကျွန်တော်တို့ကပြန်လဲတိဆောက်ရေးအတွက်ကိုလှောက်ခိုင်းမယ်ဆိုရင်အရန်ကြန့်ကြမှာပြည်သူတွေဒုက္ခတော်တော်ရောက်ကြအောင်မှာဒါကြောင့်ကျွန်တော်တို့ကတတိယပါတီပေါ့နော်တတိယအင်အားစုတစ်ခုကိုတီထောင်လိုက်ပြီးတဲ့အခါမှာကျမတို့ကဒီပြည်သူတွေအတွက်ကိုတီးတန့်စားဖြစ်ပေးတဲ့အနေအထားတစ်ခုနဲ့ပြန်လဲတီထောင်ရေးကိုလုပ်မယ်ဆိုတော့ကျမတို့အောင်မြင်နိုင်ချိန်နှီးမယ်လို့ထင်ပါရှင့်အဲ့တော့မှဒီငားလအတွင်းမှာအင်ဂျီတရားကို ဒီကော်မရှင်ကတိဆောက်ပေးလိုက်နိုင်တယ်ဆိုရင်ဒီကြလက်ကိုပြည်သူတွေကမြင်သွားပြီဆိုရင်ပြည်တွင်းပြည်ပအလှရှင်တွေတွေ့သွားပြီဆိုရင်ဒီကော်မရှင်ပေါ်ယုံကြည်လာမယ်လေဒါဆိုရင်ဒီကော်မရှင်ကဆက်လက်လှုပ်ဆောင်မယ်စီမံကိန်းတွေနောက်ထပ်အိမ်လုံးတရာထပ်ဆောင်မယ်ဆိုရင်အလှခန်းကတော့ပိုလွယ်သွားမယ်ပိုပြီးတော့စစ်စစ်နဲ့ကြလာမယ်ပိုပြီးတော့လှုပ်ဆောင်လာတာခြောက်တာလာမယ်ရှင်ဒါဆိုရင်ပြည်သူတွေဟာဆိုရင်အခုဆုံးရှုံးသွားတဲ့အိမ်တွေကိုနှစ်အနည်းငယ်အတွင်းမှာအတိအကျပြန်ပြီးတော့ရရှိမယ်လို့ထင်ပါရှင့်ပြီးတော့ ဖြစ်နိုင်ခြင်းအများကြီးရှိတယ်လေကျွန်မခုပြောတဲ့စီမံကိန်းလေးဟုတ်တယ်မလားအစိုးရကနေတဆင့်သွားဟိုလိုကတဆင့်သွားဆိုတဲ့ကိစ္စရတရားကြာညောင်းနိုင်တယ်ဒီလိုကော်မရှင်တစ်ခုထောင်ပြီးတော့တည်တည်ချာချာအားလုံးကိုသာလှုပ်ခိုင်းလိုက်တော့ချင်းပြည်သူတွေကိုပါပေးပါလိုက်တော့ပြည်သူတွေကအရန်ပါကျင်တာလေဒီလားအစိုးရကပေးမပါတဲ့ခါကျတော့မပါလို့ရတဲ့နေရာမပါလို့နေရာမသိတော့ဘူးလေအကုန်လျှောက်ပါတော့အမဇန်လမ်းနေရာလျှောက်ကုန်တာဒီတော့ပါလို့ရတဲ့နေရာမှာပေးပါလိုက်ပြည်သူတွေကိုနော်ဆက်လွယ်လုပ်တဲ့အခါကျလို့ရှင်လေဒီအိမ်မှာနေမဲ့သူတွေဝိုင်းပြီးတော့ဆက်လွယ်ရမှာကုညီလို့ရတယ်လေဟုတ်တယ်မလားဆက်လွယ်ရတဲ့တန်းနဲ့ပေးလိုက် ်နော်ဆောက်လို့ဘယ်လိုလိုဆောက်မယ်ဘယ်လိုဖြစ်ရမယ်ဆောက်လို့တန်းတန်းပေးလိုက်ဝိုင်းကူညီကြလအနေငယ်တည်းမှာမမြန်ပြီးတာပေါ့ရှင်လူပဲလုံနိုင်တဲ့လုပ်တွေအများကြီးပဲရှင်လက်တွေချီရဲကောင်းကျွန်မလုံနိုင်လုပ်တွေအများကြီးပဲလေကို့အိမ်ဆောက်လုပ်တဲ့လုပ်ငန်းမှာကျွန်တော်ဝင်မကူနိုင်ဘူးလားကျွန်တော်ကူမှာပေါ်တက်မှာဆောက်လို့ရတဲ့တန်းတန်းပေးကျွန်တော်တို့ရက်တိုတန်းတန်းပဲဖြစ်ဖြစ်တပတ်အတွင်းဖြစ်ဖြစ်နှစ်ပတ်အတွင်းဖြစ်ဖြစ်အနည်းဆုံးတော့ကျွန်တော်တို့ဒီမဆလာတဲ့အုတ်တဲ့ဘာညာလုံလုံနိုင်တယ်ရှင်ကျွန်တော်တို့အိမ်ဆောက်ပါလေဝင်လုံနိုင်တယ်ကျွန်မဆိုရင် တ်တယ်မလားအဲ့တော့ပြည်သူလည်းဝင်လောက်ကြအဲ့ချိန်ကျရင်ဖြစ်ပေါ်လာတဲ့အခက်ခဲတွေပြည်သူတွေသိလာမယ်လောက်ဆောင်ရဲ့လုပ်ငန်းချက်တွေပြည်သူတွေသိလာမယ်ဟုတ်တယ်မလားဒီတော့မှပြည်သူနဲ့အစိုးရနဲ့ပို့ပြီးလက်တွဲမိမှာပေါ့ရှင်ပို့ပြီးကြောက်ကြောက်နားလဲမှာပေါ့ရှင်အလုံးတူတူလုံမှာပဲတန်ရုံးစင်ရှိကြမှာပေါ့ရှင်အခုကပြည်သူကတက်တက်အစိုးရကတက်တက်ကြားရတွေးခွဲတဲ့လူကခွဲလို့ကောင်းတာပေါ့ဟုတ်တယ်မလားဒီတော့ပြည်သူကအကုန်ဆွဲခိုင်းပြည်သူကအကုန်ဆွဲပြီးတော့ထက်မတက်နိုင်ဘူးဟုတ်တယ်ဘာလို့လို့ပြည်သူချပြမယ်အတူတူပြည်သူအကုန်လုံးထက်ခိုင်းလိုက်မတက်နိုင်ဘူးပြည်သူလည်းလုတ်ပေးပါဘာကြောက်လဲဆိုအစိုးရ တခုတည်းနဲ့ကျမတို့နိုင်ငံမလုံလောက်ဘူးရှင်ပြည်သူတွေပါပါဝင်ပတ်သက်မှရမှာပါဝင်ပတ်သက်ခွင့်ရရဆိုတော့ကောင်းတယ်လေအစိုးရကကိုရောမထိန်းချောင်းလို့ရတယ်မဟုတ်ဘူးလားဘေးတိုင်းပြုပြောနေတာတည်းစားလို့ရှင်ဝင်ရောက်ကူပြလိုက်တာပို့ပြီးတော့ရလက်ထွက်တာပေါ့ရှင်ဟုတ်တယ်မလားဒီတော့ကျမဒီကြံကြံလေးကိုပေးတာပါရှင်ဒီစမန်ကလေးလေးကိုတော့ကျမတို့ထပ်ပို့ပြီးအုံနောက်ရှိတဲ့သူတွေဆိုတော့စင်ကဲစင်ကဲစဉ်းစားပြီးတော့စီမံကိန်းအကြီးတစ်ခုပေါ်ဆောင်နိုင်မယ်လို့ထင်ပါတယ်ရှင်အဲ့လိုပေါ်ဆောင်နိုင်စေဖို့အတွက်ကိုကျမတို့က ကိုညံမီလောက်အနေနဲ့အကြံပြင်းအကြံဉာဏ်လေးပေးတာဖြစ်ပါရှင့်ကျမအခုပေးတဲ့အကြံဉာဏ်လေးကနေမူတည်ပြီးတော့ကျမနိုင်ငံပြန်လဲတိဆောက်ရေးမှာကောင်းမွန်ခိုင်မာတဲ့ကော်မရှင်တွေကောင်းမွန်ခိုင်မာတဲ့အဖွဲ့အစည်းတွေတိဆောက်နိုင်ပါစေတတရအင်အားစုတစ်ခုပေါ်လာပြီးတော့ကျမတို့ပြည်သူတွေဆုံးရှုံးခဲ့ရတဲ့အင်အားတွေကိုပြန်လဲပြီးတိဆောက်ပေးနိုင်ပါစေလို့ကျမတို့ Prime Media မိသားစုကနေပြီးတော့ဆန္ဒပြုလိုက်ရပါတယ်ရှင်ကျမတို့ရဲ့သတင်းတင်ဆက်မှုတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။